်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအခုကဘာပဲပြောလဲအခုမြန်မာနှစ်သစ်ဆိုတခုရောက်သွားပြီပေါ့နော်ဆိုတော့ဒါနှစ်သစ်ရောက်လာတဲ့အခါမှာလူတွေကအဲကိုယ့်ရဲ့ တုံးဆွဲနေတာလေကိုယ့်ရဲ့ခံယူချက်တွေနောက်ပြီးကိုယ့်ရဲ့ကျန်းမာရေးတွေအပြောင်းလဲတွေပို့ပြီးတော့လုပ်တယ်ပေါ့နော်အစဆိုတော့လေသုံးဖြတ်ချက်တွေချပြတဲ့အချိန်ပေါ့နော်အဲဒီနေ့ကဘေဘီလေးရဲ့အတွက်ဒီဟာဘေဘီဒိုင်ဘာလဲဘေးမှာရှိနေတဲ့ခါကြတော့ဒါခလေးငယ်လေးကိုလုံးဝပေါ့ပေါ့ပပနဲ့ပေါ့နော်လုံးလုံးကြုံကြုံနဲ့သူတို့ရဲ့စီးတွေကိုတေချာဆုပ်ထားနိုင်ပြီးတော့ပုံးနဲ့ဒါခန်းစားချက်မျိုးလုံးဝမရှိပဲအေးအေးလေးခန်းစားချက်တွေအမြဲပေးတယ်ဟာဟာဘေဘီဒိုင်ဘာလေးကြောင့်လောင်းဒီ sharing လုပ်သွားဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့လောင်းတို့ဒီအခုဆိုလို့ရှိရင်အဲရာသီဥတုကအပြောင်းလဲအချိန်တစ်ခုရောက်လာပါပေါ့နော်ဆိုတော့အရန် ်းပုံခဲ့တဲ့အချိန်ကနေပြီးတော့မကြခင်ချိန်ဆိုလို့ရှိရင်မိုးတွေဒါမကြခဏဒါဖြစ်တတ်တာတွေလည်းကြုံတွေ့ခဲ့ရတယ်ပြီးတော့အဲ့ပြီးသွားပြီဆိုရင်လောင်းမိုးတွေရောက်သွားနိုင်တာရှိတယ်ပေါ့နော် ဆိုတော့ဘလို့အချိန်မျိုးမှာပဲဖြစ်ဖြစ်ဟိုခလေးတွေကကြတော့သူတို့ရဲ့အသားလေးတွေအရန်ထိခိုက်လွယ်ရဲ့ပေါ့နော်ဆိုတော့ဒိုင်ပါသုံးတဲ့ခါမှာလောင်းတော့တကယ် quality ကောင်းတဲ့ဟာဘေဘီဒိုင်ပါလို့ဒိုင်ပါမျိုးရွေးဖို့လိုပဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ဘာကောင်းလဲဆိုတော့ဒီဒိုင်ပါတွေကကြတော့သူကဒီစုပ်ယူနိုင်မှုအဓိကစကားပြောရဲ့ပေါ့နော်တချို့ကြစုပ်ယူနိုင်တယ်ဒါပေမဲ့လို့အသားပူတာမျိုးရှိတယ်တချို့အသားတော့အေးတယ်ဒါပေမဲ့မစုပ်ယူနိုင်တာဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဟာဘေဘီဒိုင်ပါကြတော့သူကဂျပန်ဝါတာလော့ဂျယ်နဲ့လုပ်ထားဖြစ်တဲ့အတွက်စုပ်ယူမှုအပိုင်းကလည်းလုံးဝတော့တေချာကိုစုပ်ယူထားနိုင်တယ်နောက်ပြီး ော့သူ့ရဲ့အသားကိုကြည့်မယ်ဆိုတော့စုပ်ယူနိုင်တာကောင်းတယ်ဆိုပေမဲ့တုံးနေကြသူတွေဆိုသိမှာပါလုံးဝဟိုလောင်းလို့ပေါ့ပေါ့ပပါလေးနဲ့ပေါ့နော်ပါလှက်ပြီးတော့ဝတ်ထားမှန်းကိုမသိတာလောက်တဲ့ခန်းစားချက်မျိုးရရတယ်ဒါဟာဘေဘီဒိုက်ပါပုံစံဆိုတော့လုံးဝပေါ့ပါတယ်နောက်ပြီးစုပ်ယူနိုင်တဲ့အတွက်ကြောင့်မို့လို့တုံးကအရင်အဆင်ပြေရပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကကြတော့အခုလိုမျိုးရသည်ကူပြောင်းဆိုရင်ကလေးတွေကသူတို့ရဲ့ကျမ်းမာရေးမှာ one show one ပြတ်တာဖြစ်တတ်တယ်ကလေးဆိုတော့လေဒီလိုမျိုးဒိုက်ပါဝတ်တဲ့အရွယ်ဆိုစီးနဲ့1နှမျိုးပဲဒါအကျုံတွေးရတာဆိုတော့တချို့ကစီးပူလောင်းတာရှိတယ်တချို့ကြတော့မိုးရင်းဆိုရင်ပို ိုးတဲ့ခဏခဏဈေးသွားကြတယ်။တော့ no ဆိုးတဲ့အရွယ်ကလေးဆိုသူက အရေးအင်းတိတ်ကများတဲ့ခါကျတော့ခဏခဏစီးတွေကတော်တော်နေရဆိုတစ်ချိန်လုံးတည်ဖို့ကြတော့လဲပဲမအားလက်တဲ့မိသားစုဝင်နေရှိနိုင်တယ်ဆိုတော့ဒီဒိုင်ပါကတော့ခလေးနဲ့စိတ်ချလက်ချထားထားလို့ရတဲ့ဒိုင်ပါအမျိုးအစားမျိုးပေါ့နော်ဟာဘေဘီဒိုင်ပါအဲ့တော့နောက်ထပ်တစ်ခုကကျတော့လာမထပ်ပြီးတော့အဂယူဆိုင်ဖို့ပြောချင်တာလေးကကျတော့ဒီဒိုင်ပါကိုဝတ်တဲ့အခါမှာဂယူဆိုင်ရမယ့်အချက်လေးပေါ့နော်ဆိုဒိုင်ပါတွေကအားလုံးအဆင်ပြေအောင်ထုတ်ထားဖြစ်တဲ့အတွက်လူတွေကတမ်းမြှုပ်ဝတ်ပေးလိုက်ရုံပဲပြီးတမ်းချွတ်လိုက်ရုံပဲဆိုပြီးစဉ်းစားကြရပေါ့နော်ဒါပေမဲ့လေကိုက quality ကောင်းတဲ့ဒိုင်ပါကိုသုံးတဲ့အခါမှာဝတ်ပေးတဲ့နေရာလည်းပံ့ပိုးလိုအပ်တယ် ယ်။နောက်ပြီးတော့ပြန်ပြီးတော့ချွတ်တဲ့ဆွန့်ပြစ်တဲ့နေရာမှန်ဘူးလို့အဲ့လိုမျိုးမမှန်ဘူးဆိုလို့ရှိရင်ဟိုကလေးရဲ့ကျန်းမာရေးအတွက်တန်ရှင်းရေးတွေပါခရူးဆိုင်ရမျိုးရှိတတ်တယ်ပေါ့နော်။ဆိုတော့ तू ကဒီဘက်တီးရီးယားတွေကိုကာကွယ်နိုင်ဖို့အတွက်ကိုလောင်းတော့ဒိုင်ပေါက်လဲပြီဆိုရင်တေချာပေါက်လဲပေးတဲ့မိခင်လဲပေးတဲ့မိသားစုဝင်လက်ဆေးထားဖို့လိုတယ်ပေါ့နော်။ဆိုတော့ကလေးရဲ့နူးညံ့တဲ့အတွင်းသားရင်းနဲ့ထိမှဖြစ်တဲ့အတွက်ဟိုပြီးရင်လည်းဒါကြီးလွှတ်ပြစ်မှာပဲဆိုပြီးတော့မတတ်တဲ့လက်နဲ့အချိန်မရရင်လုံးမိတတ်ကြရဲဆိုတော့အဲ့လိုမဖြစ်အောင်ဘက်တီးရီးယားမဖြစ်အောင်ချွတ်တဲ့အချိန်ရောဝတ်ပေးတဲ့အချိန်ရောမှာအဲဒီလက်ကိုတန်တန်ရှင်းရှင်းနဲ့ထ ထားပြီးတော့လဲလှယ်ပေးဖို့ကတော့အဓိကအရေးကြီးရယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဒိုင်ပါကိုအစ်စ်ပြန်ပြီးတော့ဝတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဆွဲချွတ်လိုက်တယ်။အော်ဒိုင်ပါအားလုံးဆုပ်ထားတာပဲ။ပြီးတော့နောက်တစ်ခုတန်းပြန်ဝတ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီကြားထဲမှာကလေးရဲ့တင်ပါနဲ့ပေါင်ချောင်းတေချာတန်ရှင်းပေးဖို့လိုတယ်။ဆိုတော့အဲ့ဒါလေးကယူဆိုင်ရမယ်ပေါ့နော်။ဆိုတော့အားလုံးဆုပ်ထားတာပဲဆိုပေမဲ့လည်း1နေပါးကြီးကြတော့လည်းပဲလောင်းတော့တေချာတန်ရှင်းပြီးတော့အစ်စ်ဝတ်တာပို့ပြီးတော့ကောင်းတယ်။ဆိုတော့တို့ရဲ့တင်ပါလေးတွေပေါင်ချောင်းလေးတွေကိုတန်ရှင်းအောင်လုပ်ပြီးတော့မှဒါလေးကိုပြန်ပြီးတော့ဝတ်ဆင်ပေးပေါ့နော်။ပြီးသွားပြီဆိုရင်အဲဘာဖြစ်တယ်လဲဆိုတော့စုပ်ယူမှုက ောင်းနေဆိုပြီးတော့ထပ်ပြီးသုံးဖို့တော့အလောင်းမစင်းစားစေချင်ဘူးပေါ့နော်တစ်ခါဝတ်ပြီးရင်တော့လုံးဝဆွန့်ပစ်လိုက်ပါပြီးသွားရင်သူ့ရဲ့လဲလဲတဲ့နဲ့အချိန်ရောက်လို့ရှိရင်နောက်ထပ်ဟားပြပြလိုက်ပါတခုထပ်ပြီးလဲပေါ့ဒါကကြတော့သူ့ရဲ့ quality ကစုံနိုင်နေဆိုပေမဲ့လောင်းတော့အချိန်ကာလနဲ့တန်ရှင်းမှုကိုဦးစားပေးပြီးတော့လဲပေးတာမျိုးပါအဲနောက်ထပ်တစ်ခုကကြတော့သုံးပြုတ်ပြီးတဲ့ driver တွေကိုအဲအမိုက်ပုံးလေးကိုစနစ်တကျလေးဆွန့်ပစ်ဖို့တော့လိုပါတယ်ဆို driver ရဲ့ပုံစံမျိုးလောင်းတေချာသုံးပြီးသွားပြီဆိုရင်အဲတေချာထုတ်ပိုးပြီးတော့ပြစ်ပေးပါမဟုတ်ဘဲဒီတိုင်းပြစ်တယ်ဆိုလို့ရှိရင်ကြတော့ပတ်ဝန်းကျင်အတွက်တန်ရှင်းလဲထိခိုက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လို လိုမဖြစ်ရအောင်လို့တေချာလေးဒါရိုက်ပါလေးထုတ်ပိုးပြီးမှပြန်ပြီးပြစ်ဖို့လဲတောင်းဆိုချင်ပါတယ်။အဲနောက်တစ်ခုကကြတော့ ဒိုင်ပါမှာအဓိကကတော့ဟာဘေဘီလိုမျိုးလေးဝင်လေးထွက်ကောင်းတဲ့ဒိုင်ပါကပို့ပြီးတော့သုံးတာအဆင်ပြေရပေါ့နော်ဆိုတော့လူတွေအားလုံးစုတ်ထားတယ်လုံနေတယ်ဆိုတာမျိုးကိုဖြစ်တတ်တယ်ဒါပေမဲ့လေးဝင်လေးအတွက်ကိုပါပြန်ပြီးတော့ပေးတဲ့ဟာဘေဘီကြောင့်မလို့ကလေးတွေကပေါင်ရတာပိုးနိုင်လို့ရမှဖြစ်ဘူးပေါ့နော်နောက်ပြီးတော့အကယ်ဒမီကိုနေတိုးရဲ့ဒါတသားလေးကုန်ချိန်တိုးကလည်းယုံယုံချစ်ချင်းနဲ့အဲသူ့ရဲ့ဘေဘီဘဝလေးကိုဟာဘေဘီနဲ့ဖြတ်တန်းနေတာဆိုတော့သုံးဆွဲတဲ့သူတွေလည်းစိတ်ချလက်ချနဲ့ဟာဘေဘီဒိုင်ပါကိုသုံးလို့ရပါတယ်လို့ဒါလေးပြောချင်ပါတယ်ဟုတ်ပါတယ်အဲ့တော့ဘလတ်တို့ community အစီအစဉ်ကနေလည်းအမြင်လို့ညွှန်ပေးနေ ်ညှုံးပြပြတဲ့အကြောင်းကလည်းဒီ diaper ဆိုတာက baby လေးတွေရဲ့အသားရေနူးနူးညံ့ညံ့လေးအတွက်ကိုတကယ်စိတ်ချလို့ဒါဆိုတော့လည်းယုံကြည်နေညှုံးပြရတာဖြစ်ပါတယ်ပြီးတော့ဆိုတော့လို့ရှိရင်ဟိုးရင်ကတွေ့ဘူးတဲ့ diaper လေးဆိုထုတယ်မတော့ကသေးခင်မှာတော့သူ့မှာသူ့ရဲ့ဒီ weight တခုရှိတယ်အလွှာအနေထားတခုရှိတယ်ဟုတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တချို့လူကြီးတွေဆိုလို့ရှိရင်အထူးသဖြင့်ဟိုဖိုးဖွားတယ်ဆိုစိတ်ပူကြတာအဲခလေးတွေ diaper ဝေးပြီးပေါင်နေပေါ်မှာပေါ့ပြီးရင်ခြေထောက်ခွင်မှာပေါ့ဒါမျိုးတွေစိတ်ပူတတ်ကြတယ်ဆိုတော့ဟုတ်တယ်ရုတ်တရက်ချင်းဟိုးရင်တော့ diaper တွေကတားထူတာမျိုးပေါ့နော်အခုဟာ ားပြေးပြီးတိုင်းပါနေရကြတော့လေ။မချီပါလန့်နေရပဲ။ တကယ်ကိုပပလှလှက်လေးဆိုတော့လေညီဟာနေနေအော်ခလေးလေးအတွက်ဟိုတကယ်ကိုတတောင်တတာဖြစ်မယ်ဆိုတဲ့ခံစားချက်ကိုရတယ်နောက်တစ်ခါကျတော့အခုလိုမျိုးခက်ကြီးတယ်မှာပြပြရောမမေရောအကုန်လုံးအလုံးလုံးနေကြတယ်ဆိုတော့ခလေးနားမှာကအမြဲတမ်းမရှိနိုင်ဘူးเนาะသူသဘောကခလေးအိတ်နေတဲ့အချိန်လေးမှာအလုပ်ပြေးလုပ်ရတာမျိုးရှိတဲ့အခါကျတော့ဒီလိုစိတ်ချရတဲ့အရေးသွေးမြင့်တဲ့ပစ္စည်းလေးနဲ့ခလေးလေးကိုအဲထားရမယ်ဆိုလို့ရှိရင်သူနဲ့တတောင်တတာဖြစ်တဲ့မရှူတွေများလို့အေးမွားတာတွေပြန်နိုးတာတွေမဖြစ်တော့ဘူးဆိုတော့ဒီလိုအရေးသွေးမြင့်တဲ့ product လေးကတော့ကိုယ်ရဲ့ရင်သွေးလေးတွေအတွက်တေချာလေးရွေးချယ်ပေးသင့်ပါ ါတယ်အဲ့တော့ဟာပြပြီးတိုက်ပါဦးခုနကလောင်းလေးအများကြီးပြောသွားတယ်ဘာကြောင့်ရွေးချယ်တင်နေဆိုတဲ့အကြောင်းပေါ့နော်အဲ့နောက်ထပ်အချက်လေးတွေထပ်ပြီးတော့ပြောပြပေးခြင်းပါတယ်သူရဲ့အားသာချက်အနေနဲ့ဆိုဒီဇိုင်းလေးကဆိုအခုလိုပပလလွားလေးနဲ့အရင်တတောင်တတဖြစ်မဲ့အမြင်အားဖြစ်ပေါ့နော်ခန်းစားရတယ်ပြီးတော့သူရဲ့အတွင်းသားအပြင်သားရောပိုးသားလေးလိုနူးညံ့နေနူးညံ့နေတဲ့အခါကျတော့ baby လေးတွေရဲ့တအားအောင်နူးညံ့ချုံမှုရဲ့အသားရည်အတွက်ပိုးနာရီရှာတာတွေရားရံတာတွေဖြစ်မှာလုံးဝစိတ်ပူကြမလို့ပဲနဲ့စိတ်ချလက်ချသုံးဆွဲလို့ရပါတယ်နောက်တစ်ခုကသူ့မှာကဂျပန်ဝါတာလော့ချ်ပါရာဖြစ်တဲ့အတွက်သူ့ချူရှူးတွေပါတွေကိုအမြန်ဆုံး းဆုပ်ယူနိုင်တယ်အဲပြီးတော့ဆယ်စက္ကန့်အတွင်းမှာ၆တွေ့ပြီးတော့နေရတတောင်တတဖြစ်စီတယ်မဟုတ်လို့ရှင်ရှူးရှူးတွေနဲ့သူ့ရဲ့ဒိုင်ဘာအိကြရင်ခလေးကတတောင်တတလည်းမရှိဘူးเนาะဆိုပြီးတော့ခလေးကပြန်ပြီးတော့လန့်နိုးတာမျိုးအေးရင်မဝတာမျိုးပြီးလို့ရှင်သူ့နေရတတောင်တတမဖြစ်တဲ့အတွက်ကြီးကြပြီးငိုနေရမျိုးဖြစ်တတ်တယ်အဲ့တော့ဟာဘေဘီဒိုင်ဘာကိုသုံးမယ်ဆိုလို့ရှင်เนาะဒီအချက်လေးတွေကိုစိတ်ပူကြမလို့ပဲနဲ့ဖယ်ရှားနိုင်မှာဖြစ်ပါတယ်ပြီးတော့သူ့မှာကသူ့ရဲ့ဒီဟိုထုတ် ဟုတ်ကဲ့သူရဲ့ဒီဇိုင်းပေါ့နော်ဒီဇိုင်းကြီးနဲ့ဆိုလို့ရှိရင် new phone လေးကြီးဆိုလို့ရှိရင်ကက်ခွာလေးနဲ့တောင်းကင်တာဒါလေး new phone အဲ new phone လေးကြီးအတွက်ကက်ခွာလေးပေါ့နော်ဟုတ်တယ်အဲ့တော့ size နည်းလေရွေးချယ်စရာအများကြီးရှိအဲ့တော့ new phone ဆိုလို့ရှိရင်တော့ဒီလိုကက်ခွာလေးနဲ့ကြံနဲ့ small ကနေစပြီးတော့38အထိကအခုလိုမျိုးတည်ရီတူအဲ့တည်ရီတူကတက်တောင့်တက်တာအရင်ဖြစ်တယ်နော်ကြက်လည်းမကြက်ဘူးဒါပေမဲ့တော်တော် ခြေအီးတီတယ်စိတ်ချလက်ချမှာစောင့်ဆွဲရတယ်ကျောက်တယ်ကျောက်နိုင်ဆန်းနိုင်နေတဲ့အတွက်အမကြီးအောင်ခလေးလေးတွေပြပြဝဝခလေးလေးတွေအတွက်ဆိုရင်လည်းအဆင်ပြေတယ်ပြီးတော့သူ့အနေနဲ့ဘောင်းမီလေးဝတ်ထားတယ်ဒါပေမဲ့ဘောင်းမီချုံရိုးလို့လည်းတင်းကျပ်မနေပဲနဲ့တတောင်တတာဖြစ်တဲ့ခံစားချက်လေးပါအဲ့တော့ဝတ်ပေးရတာလည်းလွယ်ညူပွန်းဆိုရင်တော့ခလေးကတိတ်ပြီးတော့မစော့သေးဘူးအနေကြီးလာခလေးကလှလို့ရွာနေတာအားစော့တာဆိုတော့အဲအဲ့တော့ဒီလိုမျိုးလေးမှဒီလိုတရေကျိုးပျော့ပျော့လေးနဲ့ဆိုသူ့တက်အရန်အဆင်ပြေပါတယ်ပြီးရင်ပြန်ပြီးတော့ဆွန့်ပြစ်တဲ့အခါဆိုလည်းဘေးနားချုံရိုးလေးကိုအလွယ်တကူဆွဲခွာလိုက်အောင်မယ်ဆိုတော့တအားကိုလည်းကိုအဆင်ပြေပါ ပါတယ်နောက်တစ်ချက်ကဒီမှာလေး အင်တီဂရိတ်တာလေးပါအဲ့ချက်ရန်သဘောကျတာပဲအဲ့တော့ကလေးလေးရေဒီမှာဒီနေရာမှာသူ့ရဲ့စီးတွေဘာတွေပေါ့နော်ပြည့်သွားပြီဆိုလို့ရှင်ဒီမြားလေးကအယောင်လေးပြောင်းပြီးတော့အပေါ်တက်လာမှာအဲ့ခါကျတော့ဥမာအပြင်လေးဘာတွေသွားတဲ့အခါမျိုးဆိုလို့ရှင်အထဲရဲ့ဒီဒီလိုမျိုးလှန်လို့ကြည့်ချင်မလို့ပဲနေဒီအပြင်လေးအင်တီဂရိတ်တာကိုကြည့်လိုက်ရုံနဲ့ဒီမှာသူ့ကိုလဲပြရအောင်မဲ့အချိန်ရောက်ပြီလားမရောက်သေးဘူးလားဆိုတာကိုလည်းတခြားလေးလေ့လာကြည့်လို့ရမှာဖြစ်ပါတယ်ဒါဟုတ်အဆင်ပြေတော့ပါပြီးတော့ size အနေနဲ့ဆိုလို့ရှင်ခုနပြောသလိုမျိုး newborn ကနေပြီးတော့380ကလေးလေးရဲ့ပေါင်ချင်းရေသူ့ရဲ့အလေးချိန်ရေ ကိုငူတီပြီးတော့ရွေးချက်ကြရအများကြီးရှိတယ်။နောက်ပြီးတော့တော့အရင်တော့ဆိုလို့ရှိရင်ဟိုအညူရောင်ပက်ကေ့ချင်းအဲလောင်းကိုင်နာသလိုဒီဇိုင်းလေးနဲ့အခုတော့ထုတ်ပုံးမှုပုံစံအတင်းနေနဲ့အခုလိုရွှေရောင်လေးထွက်လာပါလိမ့်မယ်။လင်းလင်းလေးနဲ့လင်းလင်းလေးနဲ့ပြီးတော့ဟိုရွေးချက်ကြရဟိုအရာအရင်တော့ကလည်းအများကြီးပဲ။ဆယ်တော့တွေဆယ်ခုတွေပါတာရှိတယ်။ပြီးတော့အခု20ပါတာရှိရဲအခု40ပါတာရှိရဲဆိုတော့အဲ တချို့ကလေးတွေတော့ဆိုလို့ရှိရင်တော့တလားစာတို့ဘာလို့အများကြီးဝယ်ထားလဲလို့ရှိရင်ဟမ်ဟုတ်တယ်လက်ဆောင်ဆိုလဲလက်ဆောင်ဆိုလဲအဲ့အထုံးနဲ့လေးပေးလို့ပါတယ်เนาะမွေးနေ့တွေပါလေဆိုလို့ရှိရင်ပေးလို့ရတယ်ဆိုတော့တစ်ခါသုံးလဲဖြစ်နေတာဆိုတော့လေအာဒါမြမြဝယ်ထားလေးပိုကောင်းနေလို့ပေါ့နော်တန်လဲတန်တယ်တော့ပြီးတော့လေကဲအဲ့တော့အဲ့တော့ဒါသူ့ရဲ့အာသာချက်လေးပေါ့နော်ထပ်ပြီးစမ်းကြခြင်းဒီဟုတ်တယ်ကျွန်တော်အများကြီးစမ်းပြနေတာပဲအဲစမ်းပြတဲ့ကိုယ်ကသဘောကြီးကိုယ်ကသဘောကြတာဟုတ်တယ် ဆော့နေရလို့လားမသိဘူးဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဒါပြောသူ့ရဲ့လေအဲ့ထဲကဂျပန်ဝါတာလော့ဂျယ်လေးကလေအစ်စီအစ်စီလေးနဲ့ကဲဒါတော့ဘောတော့ဟုတ်တယ်ရှူးပေါက်လိုက်ပြီပေါ့ကွယ်ဟုတ်တယ်ပြီးလေဒီဘေးနားလိုင်းလေးလေဘေးနားမှာအဲ့လိုလေးအဲ့ချုပ်ရိုးလေးရကွာတိလာအမသူ့ရဲ့ဟိုအညစ်ကြေးလေးကိုအပြင်ထွက်မသွားအောင်လို့ဖိန်းထားပေးနိုင်နေဆိုတော့အပြင်ဒီဘာကြီးသွားလဲစိတ်ပူကြမလို့ဟုတ်တယ်နော်ကဲအဲ့တော့ဒါဘေးဘေးလေးရပါတော့နော်ရှူးရှူးပေါက်လိုက်ပြီပဲထားပါတော့အဲ စီးရွှင်နေပြီလို့ပဲစီးရွှင်နေပူတော့ကွာရေရန်ထောက်တာပေါ့နော်အဲအဲရှူရှူပေါက်တဲ့တဲ့ဆိုနေတော့အဲအကုန်လုံးလောင်းချလိုက်တာနော်လောင်းချလိုက်တာနော်ခဏတည်းရေအင်းအပြုံလုံးဝလုံးဝမဆိုးလုံးဝမဆိုးတော့ဝမရှင်ဘူးအချိန်ခဏလေးအတွင်းမှာစုပ်ယူသွားတယ် အမြင်ကြတယ်။ဟုတ်ဆောက်လို့ကောင်းဆောက်လို့ကောင်းဆောက်လို့ကောင်းကဲဆောက်ယူပါဆက်ချင်းဆောက်ပါတပြေးနဲ့ဆောက်ပါနော်ဟုတ်တယ်မာ indicator เนาะ indicator လေးဒါလေးရောင်ကြောင်းသွားပြီဟုတ်တယ်အဲ့တော့ဒါကြည့်ပြီးတော့ပြီးတော့သူ့အချိန်သတ်မှတ်ချက်ရတော့လကောင်းဒါမှမဟုတ်လို့ရှင့်အချိန်သတ်မှတ်ချက်မရောက်သေးမယ်ဟိုအညကြီးပြည့်သွားပြီဆိုရင်လေဒါလေးကိုကြည့်ပြီးတော့လဲလှယ်ပြီးလဲလို့ရတယ်เนาะကဲထည့်ဥပြမယ်ထည့်ဥပြမယ်ညောင်းတော့ကဲမကြည့်အောင်ပြီးချင်းကို၆သွားတာเนาะဟုတ်ပါ ဆိုတော့ပူတော့စီးကြအပူချိန်တစ်ခုရှိဟုတ်တယ်ဆိုတော့ဒီပူနေဟုတ်တယ်နော်ဒါလေးကမျက်နှာပြင်လေးကအေးတော့ပူစီးတော့ထားလဲလေစီးရဲ့အပူချိန်မခံစားရအောင်နော်ပြင်စင်ဒီမှာနော်အိညာအိညာပဲအေးခလေးလေးဒီလိုလေးဆိုဖာပေါ်ထိုင်ရတယ်လို့လေးနော်သူရှိပါပြီဆိုတော့ဝါတာဆိုဖာအရန်တတောင်တတာဖြစ်ပါတယ်နော်အင်း quality အရန်ကောင်းတယ်နော်တကယ်ကောင်းတာတကယ်ကောင်းတာနုနုအီးအီးလေးပြီးတော့လဲ အဲ့တော့ဟားဘေဘီလိုက်ပါအောင်ရမ်းကြိုက်ပါအရန်သဘောကျတယ်ဒီဟာလေးကိုတော်ဝင်ချင်ဘေဘီလေးမွေးဖြစ်ခဲ့ရင်ဝယ်ပြီးမှာဟားဘေဘီကလို့လူကြီးတွေအတွက်ဘိုက်ချက်မထုတ်ပေးဘူးဒါကြည့်ပြီးတော့ဘိုက်ချက်တောင်ဝယ်ချင်လား No ဟုတ်တယ် No ဘိုက်လေးချက်လဲရှူးလဲပါချက်ဟုတ်တယ် ွေးချက်တဲ့နဲ့အကြောင်းအများကြီးပဲ။အင်း။ပြီးတော့တန်မိုးအဖြစ်လည်းဇင်းနှုံးအဖြစ်လည်းတင်တင်တင်နိုင်တယ်ပမာဏ။ဟုတ်ရှိတယ်ဆိုလေတော်တော်လေးစင်။အဲ့ဒီနီးပညာလည်းကောင်းတာဖြစ်တယ်။နောက်ပြီးတော့ local brand ပေမဲ့သူနီးပညာကဒီ Japan Water Lodge နဲ့နောက်တေးချာဟို research လုပ်ပြီးတော့ထုတ်လုပ်ထားတဲ့ product ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ဒါကတော့ဟိုဒါတသားမိမိလေးကလေးလေးတွေရှိရဲ့အဲမိဘတိုင်းအတွက်ကိုမရှိမဖြစ်ပေါ့နော်။အဲသုံးဆောင်ပစ္စည်းလို့လည်းပြောလို့ရပါတယ်။နောက်ပြီးတော့ဒီမှာဆိုရင်အဲ့လိုမျိုးဒီ haha baby diaper ဝယ်တဲ့အခါမှာဆိုရင်ဆို size လေးတွေခွဲထားပြီး ယ်အဲ size လေးတွေကိုလည်းဇင်ပြောနေကြအတိုင်းပဲပေါ့နော်ပြည်သက်တွေထပ်ပြပြောချင်ပါတယ်အကယ်၍ဒါ baby လေးတွေပေါ့နော် new born size ဆိုရင် 1kg ကနေပြီး 3kg ဒါ new born size လို့တတ်မှတ်တယ်ပေါ့နော်ဒါဆိုရင်အဲ6ပါပေါ့နော်အဲ့အတွက်ကိုသူက new born size ဆိုပြီးတော့ဝယ်ယူလို့ရတယ်နောက်တစ်ခုကကြတော့ဇင်တို့73ပေါင်ရှိတဲ့ကလေးလေးတွေပေါ့ 3kg ကနေ 6kg ဆိုရင်တော့ small size အဲ22ပေါင်ရှိတဲ့ကလေးလေးတွေ 4kg ကနေ 10kg ရှိတဲ့ကလေးတွေအတွက်ဆိုရင်တော့ medium size လို့တတ်မှတ်ထားတယ်နောက်ပြီးတော့ပေါင်ကအဲ30ပေါ့နော်နောက်ပြီးတော့အဲ kg နဲ့ပြောမယ်ဆိုရင် 9kg kg ကနေပြီးတော့14 kg ရှိတယ်ဆိုရင်တော့ left side သတ်မှတ်ထားတယ်။နောက်12 kg ကနေအဲ17 kg ပေါ့နော်အဲ့ဒါဆိုရင်တော့38ပေါင်ပေါ့ဒီလိုကလေးလေးတွေအတွက်ကြတော့ XL size ရှိမယ်။နောက်ပြီးတော့ 2XL ဆိုရင်တော့41ပေါင်ပေါ့နော်ကလေးလေးတွေဟောဝကိကိကလေးလေးဖွဖွန်လေးပေါ့နော်အဲ16 kg ကနေ19 kg ပေါ့အဲ့ဒါကတော့41ပေါင်ဆိုရင်တော့ 2XL size ကိုရွေးလို့ရတယ်။နောက် 3XL size ကကြတော့17 kg ကနေ20 kg ပေါ့44ပေါင်ရှိတယ် baby လေးတွေအတွက်အဲ3 3XL size ပေါ့နော်အဲ့ဒါမျိုးရွေးချယ်လို့ရတယ် တော့သူက size alike လေခွဲပြီးတော့ထုတ်ထားဖြစ်တဲ့အတွက်ကြောင့်အာဒါမမေတွေအနေနဲ့ပေါ့နော်ဝယ်ယူတဲ့အခါမှာဆိုရင်ကိုယ်တသားမမီလေးတွေကလေးလေးတွေ baby လေးတို့ရဲ့သူတို့ရဲ့ weight ေါင်ချိန်အတိုင်းကိုပေါ့နော်အဲ့လိုမျိုး product ကိုရွေးချယ်လို့ရတယ်ဆိုတာလေးပါနောက်ပြီးတော့ဟိုနောက်တစ်ခုပြောချင်တာကကြတော့ဒီမှာဆိုရင်ကျွန်တော်ရှေ့မှာဆိုအထုပ်ကြီးရှိတယ်ကွာအဲ့ဒီဒီအထုပ်ကြီးဆိုရင်ဒါလက်ဆောင်ပေးလို့အရန်တင်တော်တယ်ပေါ့နော်အခု40အောင်ပါအခု40အခု40ပါရဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကကြတော့ကျွန်တော်အာ baby lady အတွက်ကိုတို့ရဲ့အမီဘေကမွန်ဒတ်တို့နောက်ပြီးတော့တို့ရဲ့အာဒီ ဝင်းနေလေးရောဝင်းနေလေးရောရတရာပြေးလေးတွေပေါ့နော်အဲ့လိုမျိုးကြရင်တော့ကျွန်တို့ဒါလေးလက်ဆောင်ပေးလို့ရပါတယ်အဲ့လိုနော်မမေဖေဖေကအရင်ပြောပါအင်းဟုတ်ပါဘူးတတ်တာတတ်ပါဘူးတတ်တာဝင်းနေလေးတွေလည်းအသုံးဝင်နေတယ်ဟုတ်တော့ဟုတ်တယ်လုံးတဲ့တာလေးအဒီနေ့လာမယ့်ဧည့်သည်လည်းအရင်ပြောပါသေးလားအထုပ်လေးဆယ်ပေးမလားမပေးဘူးအများကြီးဟုတ်တယ်ပေးမှာပါပေးမှာပါဒီနော်သဘောကောင်းတယ်ဟုတ်တယ် အဲ့တော့ဇင်တို့ဒါနောက်ထပ်တစ်ခုပေါ့နော်အဲ့ဒါတရင်ကောင်းပါကျင်တာကတော့ Ha baby ဒီ good number 1ကနေထပ်လုပ်ထားတဲ့ Ha baby ပေါ့နော်သူရဲ့ Facebook page မှာဆိုရင်လေသူကအဲ့လို baby လေးတွေရှိတယ်ဒါဟိုဖေဖေမေမေတိုင်းအတွက်မိဖအားအတွက်ပေါ့နော်အအရေးကြီးတဲ့အချက်လေးတွေပါတဲ့ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအဲ့ဒါလေးတွေဝေမျှပေးတဲ့အစီအစဉ်လေးရှိပါတယ်အဲ့ဒါပါလဲဆိုတော့ပေါ်ပါရှင်ကြီး Ha ha baby ဆိုတဲ့အစီအစဉ်လေးပေါ့နော်အဲ့ဒီအစီအစဉ်မှာဆိုရင်ပေါ်ပေါ်ပါပါတန်တန်ရှင်းရှင်းနဲ့ဘတ်ဆောင်ကျမ်းမာနေစေဖို့အတွက် baby လေးတွေကိုမေမေတို့ဘက်ကနေပြီး တော့ဘယ်လိုမျိုးဖေဖေမေမေတွေကနေခယူးဆိုင်ပေးတင်လဲဆောက်ရှောက်ပေးတင်လဲဒီအကြောင်းအရာတွေကိုဆရာဝန်ကြီးတွေကနေပြီးတော့အာဟာဘေဘီရဲ့ Facebook page မှာအပတ်စဉ်ပေါ့နော်အလှဲကျဆွေးနွေးတဲ့အစီအစဉ်လေးတွေတင်ပေးနေတယ်အဲ့တော့အဲ့ဒါလေးတွေကိုလည်းလာရောက်ပြီးတော့ဝင်ရောက်ပြီးတော့လေ့လာပါအဲကျမရဲ့ဘုသူတလေးလည်းရမယ်ဘေဘီလေးတွေကိုဘယ်လိုမျိုးဆောက်ရှောက်ရမလဲဆိုတဲ့နီလန်းကောင်းလေးတွေလည်းပေးထားဖြစ်တဲ့အတွက်ကြောင့်အဲတော့ဝင်ရောက်ပြီးတော့ကြည့်ရှုလေ့လာဖို့အတွက်ဒါအားလုံးဖိတ်ခေါ်ပါတယ်လို့နော်ဟုတ်ပါဟုတ်ပါတယ် ကလေးတွေတကယ်သုံးလို့လည်းကောင်းတယ်လက်ဆောင်ပေးလို့လည်းကောင်းတယ်နောက်သူတို့ရဲ့အသားလေးနဲ့ထိတွေ့ရခါမှာ quality ဘိုင်းစိတ်ချရဲဟာဟာပြေပြေရေးဖို့အတွက်ထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ဒါပေမဲ့ရာသီဥတုကပြောင်းလဲတော့မှဆိုဝမ်းနေပိုင်းသွားရဲကာလာရောက်ပြီဆိုတော့ဒိုင်ပါဦးတော့အချိန်လေးကြည့်ပြီးတော့လဲပေးဖို့ထပ်ပြီးတိုက်တွန်းချင်တာပေါ့နော်ဆိုတော့အေးရဲဆိုဒီတိုင်းထားလိုက်ရင်လည်းကလေးကညိန်သွားတော့လေဆိုတော့လဲပေးတဲ့အချိန်လေးတေချာလေးလဲပေးဖို့လိုပါတယ်ဟုတ်ပါတယ်ကလေးလေးရဲ့ကျမကြီးကရမ်းရည်ကြည့်ပါတယ်တကယ်လို့စိတ်ချရတဲ့ရေးသွေးကောင်းတဲ့ပစ္စည်းတွေပဲရွေးချယ်ပြီးတော့သုံးမိပါရှင် ကဲအဲ့တော့သူရဲ့ဟိုကြော်ညာထဲမှာပါတယ်ဂုံရှိန်တိုးလေးနဲ့လေအာဟိုကိုနေတိုးတို့ကြော်ညာတာဆိုရင်အဲ့ထဲမှာဆိုရင်လေသူတို့ကြော်ညာတဲ့ဒီစာလေးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့နူးညံ့မှုနဲ့ငှက်မွေးလေးလိုပေါ်ပါမှုတွေကိုပေးစွမ်းနိုင်တာဟာဟာဘီဘီတိုက်ပါပါကလေးလေးတိုင်းအတွက်ဟာဟာဘီဘီတိုက်တာဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်အဲ့တော့အခုလိုမျိုးဟားပေးပြီးတိုက်ပါအကြောင်းကိုအတူဝင်းမြပြီးအလောင်းကိုလည်းတင်းစစ်တင်းစစ်ရောင်းဝင်သွားတယ်ဒီမှာထုတ်လိုက်ရမှာပေါ့။တိုက်ချင်တာ။ အဲ့တော့ဒီနေ့ community season လည်းဒီနေ့ main sponsor အနေနဲ့ပါဝင်ကူညီပံ့ပိုးပေးထားတာကလည်း haha baby မှာဖြစ်ပါတယ်ရှင်ကျေးဇူးတူပဲတင်ပါတယ်ရှင်ကဲအဲ့တော့နောက်ထပ်လာမယ့်အစီအစဉ်အတွက်ကိုပရိသတ်တီအတွက် special guest ကိုလည်းဖိတ်ခေါ်ပေးမယ်နောက်ပြီးတော့နောက်ထပ် host အုပ်ဖြစ်တဲ့ကိုတေကြီးကိုဖိတ်ခေါ်တော့မှာဖြစ်ပါတယ်ရှင်